ဟုတ်ကဲ့ပထမဆုံးအနေနဲ့ဆရာဒီဒီကနေ့ရခိုင်ဒေသခံတွေဟာဒီကုံစည်စီးဆင်းမှုမရှိတာကြောင့်ပေါ့အလောက်ကန်ခွင်းလန်းနေနေပါတာနဲ့စီးပွားရေးအကျတဲ့တွေကြုံနေကြရပါတယ်ဒီတော့ရခိုင်ပြည်စီးပွားရေးပြန်ကောင်းလာဖို့အတွက်ဆိုရင်ပေါ့နော်ဘလို့အရှိခံအရှိတူကိုစလုပ်တင်တယ်လို့မြင်မိပါလဲဆရာဟာတခုကတော့ပြောရခက်တယ်ဗျာနော်အခုအနေထားကပြောမယ်ဆိုလို့ရှိရင်စစ်ပွဲဖြစ်နေတုံးပဲလို့ပြောလို့ရတာပေါ့နော်တိုက်ပွဲတွေကဆက်ပြီးဖြစ်နေတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီလိုအခြေအနေမျိုးကို economy under the siege ဘောဒီလို wipe up ပိတ်ဆို့ခံရတဲ့အောက်မှာရှိတဲ့စီးပွားရေးအခြေအနေလို့ပြောလို့ရတာပေါ့နော်ဆိုတော့ဒါကအခုလက်ရှိကိုကန့်မှာကြည့်မယ်ဆိုရင်ကိုကန့်ကိုတော့လေချောင်းတိုက်ခတ်မှုတွေမလုပ်တော့ဘူးဘုံနဲ့ဘုံကျဲတာတို့ကျွန်တော်တို့အမြောက်ပစ်တာတွေမလုပ်တော့ဘူးတော့ကိုကန့်ဘက်ကလည်းစစ်ရေးရသူကအပြစ်ခတ်ရလိုက်ရတယ်တစ်ဖက်ကသူလာရှိုး သိမ်းထားတဲ့ဟာကိုတော့ပြန်ပြီးလဲရတယ်လေနော်။နော်အဲ့တော့အခုရခိုင်ပြည်နယ်အခြေအနေကကျွန်တော်များများတော့မသိဘူးရ။ဒါပေမဲ့ဆူလူတာကဒီလိုမျိုးတစ်ဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့တရဝင်မဟုတ်တော့လဲ defective recognition ပေါ့ဗျာအသိမှတ်ပြုမှုရလာတော့မှသာဒီလိုတိုက်ပွဲတွေပါလေရပ်သွားမဲ့သဘောရှိတယ်ဗျာဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်မြင်တာကဘုံခဏခဏဘုံလာကျင်းနေမယ်เนาะလက်နဲ့ကြီးနဲ့ပြစ်ခတ်တာတွေရှိနေမယ်ဆိုတဲ့အခါမှာဒါစစ်တွင်းကာလာလို့ပြောလို့ရတယ်ကျွန်တော်တို့ စီးပွားရေးတို့ဘာလို့တစုံတရာလုပ်ဖို့ခက်နိုင်သေးတယ်လို့ကျွန်တော်ထင်တာပေါ့ဗျာ။